ဟုတ်ကဲ့ပါထိုင်းနိုင်ငံမဲဆောက်မြို့ရောက်ကရင်လူငယ်တစုကဥဆောင်ကရင်ပြည်နယ်ဒူပလာယာခရိုင်တွင်းကကရင်ဒုက္ခသည်တွေအတွက်ဈေးရောင်းပွဲမဲဆောက်ပါရမီကျောင်းမှာ ပြုလုပ်ခဲ့ကြတာပါဟုတ်အဓိကတော့ကျွန်တော်ဒီဒူပလာယာကဒီဆစ်ဆောင်ဆစ်ဆောင်တွေအတွက်ပေါ့နော်ဒီဒါတော့ရလာတဲ့ရုပ်ငွေက100%တော့ကျွန်တော်ဒီလူပြေးသွားဖြစ်တယ်ပေါ့နော်ဟုတ်ဆိုင်ရတော့အများကြီးရှိမယ်ကျွန်တော်ဒီဥစားတွေမုတ်ငါးဆိုင်တွေရှိမယ်တခြားဟို ဒီအေးတို့ပါတော့ဒီတခြားဒုတ်တူတို့ဒီအစုံဝဲပေါ့နော်ဟုတ်နောက်ပြီးတော့အင်ဂျီတို့ပါမယ်ဒီအင်ဂျီတို့ဆိုတော့မျိုးစုံဝဲပါမယ်ပေါ့နော်ဟမ်မိတ်တွေလည်းဒီလာရောက်ကြတာဟုတ်ရေရောင်ပွဲမှာတော့ယူရအစားတောက်နဲ့ယူရရက်လုတ်အဝတ်ထည်ဒီရောင်းချသွားပါတယ်ဒီနေ့ကတော့ဒီဟိုဥစားပါဒီကော့ကရိတ်ဂျုံတို့မှာစစ်ပေးလျှောက်ကြရတဲ့ပြည်သူတွေအတွက်ရံပုံငွေရေရောင်ပွဲတော့ပေါ့နော်ဒါတာကနေပြီးတော့ပါဝင်ပြီးတော့ရောင်းရောင်းပေးတာပေါ့နော် nhìn khâu thì lâu để ra rồi nhưng mà này đôi người liền lâu để nhìn thì đâu bố xong bây giờ bọn nó khúc được khâu rồi thì trông núi này có cream mà xin vì sau này đôi nhiều bây giờ đã cùng đúng bộ thì tới sau luôn thì nhận bùng đây thì bây giờ lại không già được. thì cái quế của nó sang nhà ra đó thì cái là mà xin để à chúng tôi trong cái sự biết xong thì ra để chúng ta có những ်ရှာဖွေတဲ့ကိုဖြစ်ပါလေဒီနေ့ပဲကိုကျွန်တော်တို့ဒီမဲဆောင်မှာရှိနေတဲ့ဒီလိုမျိုးစုကနေပြီးတော့လူဆောင်ပြီးတော့ကျွန်တော်တို့ဒီပွဲကိုဆောင်ရွက်ရဖြစ်ပါလေကျွန်တော်တို့နဲ့အတူကျွန်တော်တို့ကိုအာနေရပြည်ပောင်းဝင်ဖို့ဒီသေးတဲ့ပါတီကအကြောင်းဆက်ချက်ကိုလည်းတွင်ပြလိုက်ကြည့်ကြည့်ပါဂိမ်းပြင်းနေဒူပလာယာခိုင်ကကော့ဂရိတ်ဂျုံလို့နိုတကော်နဲ့ဝင်းရေးစတဲ့မြို့နယ်ဒီမှာစစ်ကောင်စီထိုးစစ်တွေကြောင့်စစ်ရှောင်းဥယေကလည်းတသိန်းခွဲအထိရှိလာနေတာပါ အဲတမီးတို့ရောင်းတဲ့ဖိုင်ရဖိုင်ရချက်အတွက်လဲဆိုတော့တမီးတို့စစ်ဘေးရှောင်နေအတွက်ပေါ့နော်ရံပုံငွေအတွက်အဲ့ဒါတမီးတို့ကရောင်းချပေးတယ်ပေါ့တမီးတို့ရတဲ့အကျိုးအမြတ်အကုန်လုံးကစစ်ဘေးရှောင်နေအတွက်ပြင်သွားမှာဖြစ်ပါတယ်ဒီပြည်ရောင်းရှိတဲ့ဒီကျွန်တော်တို့စစ်ပေးဆောင်ရတဲ့ကျွန်တော်တို့စစ်နဲ့ပတ်သက်တဲ့အမြင်နဲ့လောကရောက်နေတဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီအတွက်အားလုံးကိုပြန်ဆောင်ရတဲ့အတွက်အင်းဒီအပြင်မှာကျတော့ဒီတိုင်းကိုယ့်ရဲ့ဟို ချို့ကိုကိုယ့်ရဲ့စီးပွားရေးအတွက်လောက်တော့ဘောနော်ဒီမှာကျတော့မတူနေဒီရရတဲ့ဟာကစနောက်ပြဒုက္ခတွေရောက်မယ်လိုအပ်တဲ့သူတွေစီရောက်မှာဆိုတော့လေအားကြောင့်ဒီမှာမုတ်စာကိုတက်တက်ကြားနေတာစစ်ကောင်စီအာဏာသိမ်းပြီးကြတဲ့ကရင်စစ်ဆောင်ဥယျာဉ်တိုးလာနေရမှာ အခုအခါကရင်ဒုက္ခတွေပေါင်းခွန်းသိန်းကျော်ရှိလာနေပြီးအခုလိုရံပုံငွေရှာဖွေပွဲတွေကိုလည်းပြုတ်လုပ်နေကြတာပါခင်ဗျာကျွန်တော်မောင်တူပါ